မင်္ဂလာပါရှင် ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့နေ့ဖျားမယ့်အစာအုပ်လေးကတော့ဆရာကျော်များတန်းရေးသားထားတဲ့ရုံလွယ်ထိနာဆိုတဲ့အစာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်တံမိုးကြီးသောကြောက်တွေကင်ပြီးနေဆက်ကိုလည်းခြေမဆန်ရဲ့ထိလိုက်ရင်တစ်ချက်တည်းနဲ့ကြောကော့သွားမည် သူတို့နှစ်ယောက်စလုံးဘာဆက်လို့ရမှန်းမသိပဲဥနောက်စားနေကြသည်တနေ့သူတို့နေရင်းနေသည်လုံဖို့အကင်မဲ့မိတ်ဆွေတို့ကပြောလာသည်အဲ့ဒီမိတ်ဆွေကလည်းသူတို့လိုခေပညာတန်းသူတို့နှစ်လေးငါးနှစ်စောပြီးဘွေရခဲ့သူဘူမိဗေဒဘွေရထားသူသူ့ရင်မြီမှာကိုလှမြင်ကြော် ခန္ဓာအီချင်းစဉ်ကျင်ပြီး အတော်ပေါက်ရောက်နေသည့်ပုဂ္ဂိုလ်တယောက်ရှိသည့်အကြောင်းခေပညာတတ်တယောက်ဖြစ်၍မြို့ပိုင်းအစဉ်အထိအမှုထမ်းခဲ့ရာမှ အငိမ့်စားอยู่၍ခန္ဓာအီစခန်းသို့ခြေဦးတည်နေသူဖြစ်ကြောင်းရန်ကုန်မြို့တွင်အနေနဲ့၍ကိုနဝင်းကြီး28ဌာနစခန်းများသို့လှည့်လည်၍ကျင့်စဉ်စခန်းဝင်နေသူတို့ဦးဖြစ်ကြောင်း 28ဌာနစကန်ကျင့်စဉ်ပြီးလျင်ဂန္ဓာဤလိုင်းတို့အပီးအပိုင်းသွားတော်မူဖြစ်ကြောင်းရန်ကုန်တို့ခိတခဏလာတော့လာကြိုက်တာတွေ့နိုင်ကြောင်းရှစ်မိုင်ပဲရှိသူဤပါရမီဖြည့်ပဲ တပည့်တူဤတိုက်တွင်ဓာတ်စခန်းဖွင့်၍တပည့်ရင်းများဤကိစ္စအထွေထွေကိုဂန္ဓာဤလမ်းမထွက်ခင်လောက်ကိုင်းပေးနေခြင်းကြောင့်နှင့်24ဌာနပြည့်သွားပြီဖြစ်၍နောက်ပိုင်းတွေးဆောင်ရန်မလွယ်ကူမဖြစ်နိုင်တော့ကြောင်းများပြောပြသည် ကိုလှမြင့်ကျော်လိုလူက ထို့သို့ပြောလာသည်ဖြင့်သူတို့နှစ်ယောက်လည်းအတော်လေးစိတ်ဝင်စားသွားသည် သူတို့လက်ထဲတွင်ရှိနေသည့်ရောင်စီ30ကျော်ခေါ်ထားသည့်ကြောင်နှလုံးအမြန်ဆုံးထွက်သွားဖို့နှင့်ရှေးဆိုင်ရမည့်လုပ်ငန်းအတွေ့တွားတွေးရကောင်းမလားဟုတိုင်ပင်ကြသည်ကိုလမ်းမြင့်ကျော်လိုလူမျိုးကတော့ဒီလောက်ယုံယုံကြည်ကြည်ပြောလာတာဆိုတော့တော်ယုံပုံကိုတော့မဖြစ်နိုင်ဘူးခေပညာတန်မြို့ပိုင်းဘဝကနေဒီလိုင်းပဲကူးလာတာထူတော့ထူကြတယ်ပြောရမှာပဲကွာမောင်ရင်ရောဘလို့ထင်တယ်လဲ ထွန်းထွန်းကဤတို့ဖြေစားလိုက်သည်ခင်မောင်အေးကသူ့စရရဲ့အတိုင်းအစုံးဖြန့်အဖြေကိုချက်ချင်းမပေးပဲတွေးတွေးချင်းချင်းစင်စင်ဆာဆာဟန်တွင်းနေသည်ထုံထုံကစံတော်စောတဲ့သူဖြစ်သည့်အတိုင်းခင်မောင်ရေးတွေးတော်ငေးမောနေသည်ကိုကြည့်ပြီးအားမလို့အားမရဖြစ်နေသည်။ကိုကတော့တွားတွေးလိုက်ခြင်းနဲ့ဒါမှကိုရိုးအတွက်အဖြစ်တစ်ခုခုရမှာပေါ့။ ကိုရောကခုမှသွားတွေ့ရမှာဆိုတော့သူတို့အတိုင်းဝိုင်းထဲကမှမဟုတ်ဖဲဟာဟိုကိစ္စလိုလိုလားလားလုပ်ပေးပါမလားဒီကိစ္စအတွက်တော့ကိုလှမြင့်ကျော်ဦးရဲ့အကူအညီကိုယူရမှာပေါ့သူကကိုယ်တိုင်ဝင်ထွက်ရှိနေလို့ဒါဂဂနာနာပြောနိုင်တာပေါ့ထို့မှသူတို့နှစ်ယောက်ဂန္ဓာယီဝိဇာလန်းတို့ထွက်တော်မီပုဂ္ဂိုလ်ကြီးကိုသွားတွေ့ရန်ဆုံးဖြန့်လိုက်ကြသည် ကိုလာမြင့်ကျော်တပည့်လိုလိုလားလားပင် လိုက်ပို့ပေးခဲ့သည်ရောက်ကြပြီခြံဝင်းထဲမှာဌာနဆိုင်ရာအကြီးအကဲပုဂ္ဂိုလ်ကြီးများစီးသည့်ကားနှစီးနှင့်ဆယ်သိန်းအထက်ဈေးပေါက်သည့်ကားလေးစီးရက်ထားသည်ကိုတွေ့ရသည်သူတို့စီးထားသည့်ကိုလာမြင့်ကျော်ကားပါခေါနက်စီးထိုထဲမှာကိုသိန်းကျော်တန်းကိုလားမြင့်ကအနေဆုံး သူတို့ကားရက်ပြီးနှစ်ထန်းတိုင်အဆောင်အုံဤတောခတ်ထားသည့်တန်ပန်းတကားရှိသူရောက်ခဲ့ကြသည်ကိုလှမြင့်ကျော်ကလူခေါ်ခေါလောင်းကိုတာတာကလေးနှိမ်လိုက်သည် လူတယောက်ထွက်လာသည်ကိုလှမြင့်ကျော်နှင့်တီပြီးကျွမ်းပြီးမို့အပြုံးခံ၍နှုတ်ဆက်ပြီးတကားတော်ဖွင့်ပေးသည်ဆရာကြီးတို့ခဏဆောင်ပါဦးအပေါ်မှာအရေးကြီးတဲ့ကိစ္စတွေလုပ်နေလို့မကြပါဘူးပြီးတော့မှာပါ ူတို့သုံးယောက်အောက်ထည့်အခန်းရှိဆိုဖာစက်တီတွင် ဝင်ထိုင်လိုက်ကြရသည် ခုံဘူးလေးနှလုံးနှင့်ဖက်စင်ရသတင်းစာကအစာစာအုပ်မျိုးစုံတင်ထားပေးသည်သူတို့ရောက်နေသည့်နေရာ၏ခင်မီအပြင်အစင်များကို အထူးဖော်ပြစေရမလို့ယနေ့ခေဗီဒီယိုစကားများရိုက်သည့်တိုင်များ၏အေကန်းအပြင်အစင်များထဲတာလွန်သည် တို့ရာဒီကတာလွန်ဒီမျိုးထဲထူးထူးထင်ထင်ပြောစမှန်ပြူရလောက်အောင်တာလွန်ဒီမိနစ်20ယောက်ကြာမှအပေါ်ထက်တွင်ရောက်ရှိနေသည့်ဧည့်သည်၄ယောက်ဆင်လာသည် အမျိုးသား၂ယောက်အမျိုးသမီး၂ယောက်သူတို့ဝိစားဆင်ရင်ပေါ်ငွေကြည့်ုံဖြင့်ဘဲသူသောပုဂ္ဂိုလ်မျိုးဖြစ်သည်ကို ခံမှန်းလို့ရသည်။နောက်ထပ်10မိနစ်လောက်အကြာမှာ9ယောက်ထပ်ဆင်လာသည် အမျိုးသား၂ယောက်နဲ့အမျိုးသမီး၃ယောက်ပထမ၄ယောက်လိုတက်ကြီးမာကြီးများမဟုတ်တက်လက်ပိုင်းများဖြစ်၏အပြင်ခြံထဲမှာရက်ထားသည့်ကားတွေတဲ့သူတို့၏အစဉ်အတန်းကိုခံမှန်းနိုင်ရပြီမို့အထူးတလဲခံမှန်းစရာမလိုပုပ်ကိုကြီးထိုင်နေရနောက်ဂရီပါလိုက်ကာနောက်မှာဖျားကန် ဝိဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်ကြီးနေထိုင်သည့်နောက်ဖက်တွင် အုံငပြောပွဲ၃ပွဲဆင်ထားသည် တပွဲကအမြင်၃ပွဲကတရန်နေဒင်းဆိုသည့်အုံလီစင်ကြီးများနှင့်အဲထော်နေသည့်ရွှေငပြောသည့်အဖီးကြီးများမှ လိုက်ဖက်တေမောပွဲရာရှည်နေသည် ထိုးထိုးထောင်ထောင်ရောင်းဆုံးဖြာနေသည့်တကွန်ကုတ်ကပန်းပွားလုံးများမှာပွင့်လွင်သောကြက်တရေကိုစောင်းထားပြီးသူရှိပါကြ၏ပွဲတိုင်းတွင်အာလုံးသောယာများထက်မြင်မာသော ထီးဖြူတလဲစီကအုံမိုးထားသည်ဂရီပါခုံပေါ်တွင်ထိုင်နေသည့်ပုဂ္ဂိုလ်ကြီးမှာ ဥပရိယောကျယ်ပြန်သည် လဲပင်တွင်ဆွဲထားသည်မဟူရာပရင်းနှင့်ဝိယုံဖြူမှလိုက်ဖဲပေါ်လွင်သည် မခတ်ထန်တော်လဲသူ၏မျက်နာပေါ်တွင်အရေပြုံးရိပ်လုံးဝမချင်းကိုလားမြင့်ကျော်၏အရေးအခြေကိုကြည့်၍ကိုလားမြင့်ကျော်လှုပ်သလိုသူတို့နှစ်ယောက်လည်းလိုက်လှုပ်ကြရသည်ကျုံကျုံယုံယုံထိုင်၍ဦးကိုးချိန်ချရခြင်း ဘယ်တို့ရည်စု၍ဥချရမှန်းကိုတော့သူတို့နှစ်ယောက်လည်းမသိတို့တစီကိုလာမြင့်ကျော်လို့တလို့လိုက်လို့ရခြင်းဖြစ်၏ကိုလာမြင့်ကျော်ကသူတို့နှစ်ယောက်ဘယ်သူဘယ်ဝါဖြစ်ကြောင်း၍လာရင်းကိစ္စများအကြောင်းကိုအတူချုပ်ပြောပြသည်ပုပ်ကိုကြီးကခက်ဆက်ဆန်ကောင်းသုံးချင်ညင်လိုက်သည်ကြုတ်တိပါတယ်လေကိုလာမြင့်ကျော်နဲ့ပတ်သက်လာတာဆိုတော့ ထိုက်တင်သလောက်လှုပ်ပေးရမှာပေါ့ပရီးစိန်အားတော့အရှိသားပဲအလေးအနက်တော့တိတ်မရှိဘူးတတ်ဝင်ယုံကြည်မှုက အားနည်းနေတာကိုဒါကူကြည်ရမှာပေါ့ပထမခင်မောင်အေးကြီးကောင်းပေါ်တို့ပရီးတင်ပြီးလွန်ဝါနှစ်ကောင်းကိုအုပ်ထားသည်၃မိနစ်ခန့်အုပ်ထားပြီးပြန်ယုံလိုက်သည်ပုပ်ကိုကြီးကခေါင်းကိုတာတာလေးရမ်းလိုက်သည်ထွန်းထွန်းအလဲ ပုဂ္ဂိုလ်ကြီးကခေါင်းကိုဆက်ဆက်ကလေးနှစ်ခါညှိနှိုင်သည်ဒန်လဲကောင်းတယ်လက်လဲကောင်းတယ်ခုကိစ္စမှာမောင်ရင်ရှေ့ဆောင်ရလိမ့်မယ်နောက်ပန်းလုပ်ငန်းလိုင်းပြောင်းရလိမ့်မယ်ထိုတို့ပြောပြီးထိုင်ရမထ၍တရန်နေရှိနေသည့်ပွဲသုံးပွဲပေါ်သို့သုံးချိန်လက်နှင့်ရယူပြီးသူတို့နှစ်ယောက်မျက်နာကိုတစ်ချိန်စီပေါက်ပေးသည် ပြွယ်ထူးထူးခြားခြားမရှိပင်မဲလုတ်ွယ်ကတော့ဒါပါပဲကဲကိုလာမြင့်ကျော်တပက်ခါမနေ၈နာရီခွဲတီးတီးဒီကိုရောက်လာခဲ့ကိုလာမြင့်ကျော်ပစ္စည်းပါယူလာသူတို့လာဖို့မလာဖို့နဲ့သူတို့ကိစ္စကိုတော့မတိုက်တွန်းပါနဲ့သူတို့ဆန္ဒသဘောနဲ့အတိုင်းရှိပါစေတွေ့ဆုံချင်းပြီးသွားပြီ။ ကိုလားမြင့်ကျော်ဇပွဲရှိခုံပေါ်ရှိ စာရွက်အဖြူတရက်ကိုယူ၍ကရော့ပုံလေးလှုပ်ပြီးပစံထဲသည် ပေနောက်ကရော့ပွဲထဲမှာပစံထဲထားသည့်ကရော့ကိုတွာဆိုင်လိုက်သည်သူတို့ကလည်းထိုးနီး၎င်းလို့ရန်ဟန်ပြင်လိုက်သည်ပုပ်ကိုကြီးကလဝါကာ၍တားလိုက်သည်ကရော့ပွဲလဲဖို့ထဲတာလုံလောက်ပြီဦးကိုချိန်ချရာပြန်သည် အဝင်ကိုချိန်အထွက်ကိုချိန်နဝင်းချိန်ဟု ဆိုရလိမ့်မလားခொနေကနန်းသည် လက်ကောင်းသောကနန်းဟုအဆိုပြုသွားကြသည်မြမလူမျိုးများအတွက်မူကိုကနန်းသည်အေးပါ၍တင်ချာဤကိန်းကနန်းတွင်အင်အားကြီးသောကနန်းဖြစ်၏ဂုံတော်ကိုပါအံ့ပွဲကိုဖျာကိုးတွယ်ရတနာနဝရကိုးတွယ်၃လ၃ချိန်အမြဝီ ကိုတုံးလီတုံးချိန်တာရုခောကိုဓာရီမကကနန်းအမြောင်အပေါင်းရလက်ကိုအပြေထွက်ဒီမှာလဲကိုကနန်းပင် ကိုကနန်းဒီပရာဏကိန်ကနန်းဖြစ်သည်ခိုလဲသူတို့သုံးယောက်မှာဂံမီယပညာရှင်ကြီးရှေးမောက်ကို အဝင်ကိုးချိန်အထွက်ကိုးချိန်ကြော်ခဲ့ရသည်ပုပ်ကိုဝင်မှတရားမင်းဒီဆိုသောပမာစကားရှိသည် တွေးခဲ့ရသည့်ပုံကိုကြီးမှာကြည်ညိုစရာဟုမဆိုထားသည့်တိုင်လေးစားဖွယ်ရာပုံကိုအဖြစ်အမှန်အတာပြုလိုက်မိသည် သူတို့နှင့်တွေးကြရာတွင် မျောလင်းချက်ပေးသောစကားမျိုးမပြောသူသည်ထိုပုံကိုဖြစ်သည်ဘာရင်ဆွမ်းဆောင်နိုင်သည်ဆိုသည်ကို လုံးဝမပြောဟိုဟိုဒီဒီအစမ်းတကျဲပြွက်ွယ်မျိုးမပြဘာပေးညာပေးလဲမလုံး သူတို့နှစ်ယောက်ကကရောဝဲတဲ့ငွေကြေးထက်မီကိုပင် လက်ပြ၍တားလိုက်သည်သူတို့နှင့်ပတ်သက်၍ပြောလိုက်သည်မှလည်းလူရင်းကိုတူတူတုတ်တုတ်ပင်ပြောသည်ခင်မောင်အေးနှင့်တတ်မှတ်တယ်ထွန်းထွန်းနှင့်ဓာတ်တဲ့သည်ထွန်းထွန်းကဒိုင်ရောလန်ရောကောင်းသည်အခုကိစ္စကိုထွန်းထွန်းကခေါင်းဆောင်ရလိမ့်မည်လုပ်ငန်းလိုင်းပြောင်းရမည်ပုဂ္ဂိုလ်ကြီးပြောလိုက်သည်မှာ ထိုမြတာကိုလားမြင့်ကျော်ကိုတော့ပြစ်စည်းယူလာဖို့ပြောလိုက်သည်သူတို့လာဖို့မလာဖို့သူတို့ကိစ္စကိုတော့မတိုက်တော့မှနဲ့သူတို့ဆန္ဒသဘောအတိုင်းရှိပါစေထိုအပြောကဘာကိုရည်ညွှန်းမှန်းမသိဒါကိုလားမြင့်ကျော်ကိုမေးမြန်းရမည်ကိစ္စထိုကိစ္စဘာဆိုလိုသည်ကိုမေးမြန်းကြည့်ရသည် ကိုလားမြင့်ကျော်ကသူတို့တွေ့ခဲ့သည့်ပုဂ္ဂိုလ်ကြီးအကြောင်းပြောပြသည်သူ၏အမည်မှာဦးမြင့်ထူဘိုးမင်းကောင်၏ဓာတ်သက်ခံထားရသူ သူစကန်းဝင်နေသည့်28ဌာနကိစ္စမှာသူသဘောနေသူ လုံနေရခြင်းမဟုတ်ဘိုးမင်းကောင်၏ဓာတ်ဆင်ညွန်ကြားသည်ကို လုံနေရခြင်းဖြစ်သည်84ဌာနစကန်အတွေ့မကြာမီရပိုင်းတွင် ခရီးဆက်ရမည် ခရင်မဆက်ခင် ရန်ကုန်တပ်စခန်းတွင်ဓာတ်တဲဝင်နေရခြင်းဖြစ်သည် ထို့သောရန်ကုန်တပ်စခန်းသို့ရောက်သည့်အခါသူနှင့်ဓာတ်တဲသူတပည့်တပန်းများ၏ကိစ္စကိုခရီးသွားဟန်လွဲလှုပ်ပေးလေရှိကြောင်းအုပ်စုဖွဲ့ပြီးဂိုင်းထောင်တာမျိုးတပည့်တွေတယုံယုံနှင့်လူမြင်ကွင်းမှာဟန်ရေးပြလေမရှိသလိုလူတိုင်းကိုလည်းသူ၏ရန်ကုန်တပ်စခန်းသို့အဝင်ခံလေမရှိကြောင်းသူနှင့်ပတ်သက်သောကြောင့်လက်ခံတွေးဆောင်ခြင်းဖြစ်ကြောင်းပြောပြသည် ဒီပုဂ္ဂိုလ်နဲ့ဆက်ဆံနေတဲ့လူတွေကဝိညာဉ်လောကနဲ့စီးပွားရေးလောကမှာထိရောက်နေတဲ့လူတွေကြီးပဲသူတို့ကစီးပွားရေးတို့ဘာလို့နဲ့ဆက်နွယ်တဲ့လောကီကိစ္စတွေကို အလိုက်အလျောက်လုပ်ပေးတယ်အဓိကကတော့ကျင့်စဉ်စကန်နဲ့ပတ်သက်တာကိုအဓိကထားတယ်လှုပ်ပါမယ်ဆိုတဲ့ဂရီးတစ္ဆာလဲဆိုရတယ်မလှုပ်ဖဲနဲ့လှုပ်ပါမယ်လို့တော့တော့မပြောနဲ့သူ့ရဲ့ဆက်ဆံခွင့်နောက်ဘယ်တော့မှမရတော့ဘူး သူကလှုပ်ပေးမယ်ဆိုပြီးလှုပ်ပေးတဲ့ကိစ္စတွေကလည်းအောင်မြင်တာများတယ်90ရာခိုင်နှုန်းအောင်မြင်တယ်ကိုကတော့သူ့ရဲ့ကျင့်စဉ်ပေါက်မြောင်နေတာရဲ့ရိုးသားမှုရှိတာရဲ့ကိုယုံနေအဲ့ဒီလို ကိုလာမြင့်ကျော်ဤအပြောနဲ့သူတို့တခဏပန်းတွေးဆောင်စဉ်အကဲခံကြည့်ရသည်မှာဟုတ်လောက်စရာရှိသည်ဟုဆိုရမည်သို့ရှိပါချေ၏အကိုတို့ပစ္စည်းတွေယူလာဖို့ချိန်လိုက်တာကော ဘာကိစ္စလဲအဲ့ဒီကိစ္စက ကိုတို့အယောင်းဝယ်လုံးမဲ့ပစ္စည်းတွေကို ပွဲထဲမှာတညာတော့ထည့်ထားရတယ်အဲ့ဒီလိုပစ္စည်းထဲတဲ့တနေ့လုံးအဲ့ဒီစခန်းမှာနေရတယ်ဓာတ်ဖြန့်ပေးတယ်ကိုတို့လည်းအဲ့ဒီမှာပရိစိတ်ရတယ်ညာဘက်ကျတော့အဘကဓာတ်ဆက်ဓာတ်ကူးပေးတယ်အယောင်းဝယ်လုတဲ့နေရာမှာအန်ဒီရယ်မရှိအောင် ကိုတို့ဆိုဈေးရအောင်ပံ့ပိုးပေးတဲ့သဘောပဲအဲ့ဒီလိုလုတာဘယ်နှစ်ကြိမ်လောက်ရှိပြီလဲ အဘကခဏခဏလှုပ်ပြီးတာမဟုတ်ဘူးဒီကြိမ်ဆိုရင်၃ကြိမ်ရှိပြီပေါ့တကယ်ကောအလုပ်ဖြစ်ရလားအခုကိုတွေကရောဖြစ်တယ်လေဒါကြောင့်လဲကိုသွားနေတာပေါ့ဒါဆိုကျွန်တော်တို့ရောအဲ့ထိထဲမှာပါလို့ဖြစ်မလားအဲ့ဒါတော့ကိုလည်းတချာမချာမပြောနိုင်ဘူးမောင်ရင်တို့ကိုမတိုက်တော့မှနဲ့လို့မှားလိုက်တာမောင်ရင်တို့အကြောင်းပဲဟာ ကိုလာမြင့်ကျော်ကသူတို့ဘာတီတီကြောင်လွန်ကရဲမှာသုံးယောက်နံမီနှင်းနံမဲကြီးစိန်ပွဲစားကြီးများလဲပါသည့်အကြောင်းပြောပြသည်ရတနာရောင်းဝယ်လုပ်ငန်းနှင့်မဆိုင်သောစီးပွားရေးသမားများကလည်းသူတို့ပိုင်ဆိုင်သည့်စိန်နယ်ဖိုးတံကြောင်းမြေများလာထည့်ပြီး လုပ်ငန်းကိစ္စအတွေ့ဓာကူးသည့်အကြောင်းလဲပြောပြသည်အဲ့ဒီကိစ္စကဘယ်နေ့လုံးမှာလဲ15ရက်နေ့ ကြားနှစ်ရက်ချာပေါ့ကျွန်တော်တို့ကလိုက်မယ်ဆိုရင်ရောဒါတော့မောင်ရင်တို့သဘောပဲတခုတော့ရှိတယ်လက်ခံမလားလက်မခံဘူးလားဆိုတော့ဟိုရောက်မှအဆုံးဖြတ်ဖြစ်လိမ့်မယ်ကိုလားမြင့်ကျော်ပြန်သွားသည်သူတို့နှစ်ယောက်ခေါင်းချင်းရိုက်တိုင်ပင်ရသည်သူတို့မှာကလည်းဆယ်နှစ်သိန်းကျော်ပစ္စည်းနှစ်ခု ရှိနေသည် လေးလာကျော်လာသည်အထိမဆုံသည် ခေါ်စင်းနေပေးစေးမှာမနီးစံကွာဟားလျက်ကြီးမာနေသည် အမျက်မတင်တော့အရင်ထဲကမပဲ့အောင်လုပ်ရမည်အခြေအနေတဖက်နိုင်ငံသူသွားနေကြသမားများကလည်းအထိုင်ဖင်မြဲနေကြသည်သူတို့လက်ကင်ပစ္စည်းမှာတံမိုးကြီးမားသည့်အလျောက်လူတိုင်းကိုမပြအတွင်းသည့်အစင်းသည့်သမားများချင်းချင်းပင်တည်ထားပြီးဆက်ဆံနေရသည် အခြေအနေပြန်ကောင်းမည်အချိန်ကိုစောင်းရမည်အတိုင်းတာကာလကိုခံမှန်းလို့မရသူတို့အ깨ဖြတ်ဝယ်ထားသည့်ပစ္စည်းရခိရခင်အနေထားအတိုင်းသာဆိုခံမှန်းထားသည့်အမြတ်မြေကြီးလက်ခံမလွဲနိုင်သည့်အပြင်နှစ်ပတ်အလွန်ဆုံးသုံးပတ်အတွင်းအလုံးဖြစ်မည်မှသိထားသည်အခုဟာကမျော်မှန်းမထားပဲဇောင်းထိုးမိုးမျော်ဟုဆိုရမည်တို့ကမောက်ကမဖြစ်သွားသည့်အခြေအနေ။ သူတို့လုပ်ငန်းလုပ်ခဲ့ဒီမှာ6နှစ်ကျော်ပြီကိုအားကိုကိုပြီးအမှန်ရှိပဂရိအနေအထားကို ကိုပိုင်ညာတိဖြည့်ဆုံးဖြတ်၍လုံကိုင်းခဲ့ကြသည် အစတို့ဖြစ်စေတတိတို့နှင့်တခါမှဆက်နွယ်ပတ်သက်မှုမရှိစဘူးကဲကိုဟာကို ပရိဆောင်ပရိစိတ်ကိုတော့လက်ကင်ပြိုခဲ့ကြသည် ကိုရေးကြုံလာလျင်တက်လုံကောင်းရမည်ဟုဆိုစကားရှိသည်ဒီတခါတော့သူတို့လည်းတက်လုံကောင်းခြင်းသလို ဖြစ်လာသည်အတွေးခေါ်ပိုင်းနေပါလာသည်ကိုလာမြင့်ကျော်ကြီးတောင်သူ့ပစ္စည်းတွေ ပါတာပဲကလိန်ကလေးဖြစ်စရာအကြောင်းမရှိဆိုနိုင်သည့်အတွေ့အခေါ်ဤတွန်းပို့မှုက သူတို့ဤရှည်ရင်းဆွဲကိုခံတအားကိုလျော့ပါသွားစေသည် ကိုလာမြင့်ကျော်နှင့်သူတို့ဆက်ဆံလာသည်မှာ၃နှစ်ကျော်ကာလရှိလာပြီးတစုံတစာနာမည်ပြန်မရှိခဲ့သူအကြံဖန်သမားမဟုတ်တကယ်အမှန်အကန်သမားထိုကိစ္စနှင့်ပတ်သက်၍သူတို့နှစ်ယောက်ဆွေးနွေးကြရာတွင်ခင်မောင်အေးကစိတ်ပါလက်ပါမရှိ အချိန်နေသည်တသက်မှထဲမသွားအပြောင်းလဲရှိသည်မြဲမို့စောင့်ကြည့်လိုသည်ဆန္ဒရှိသည် ထုံတို့ကဆန္ဒစောသည် သူဤပင်ကိုဇရာ၏အတိုင်းကိုလားမြင့်ကျော်ဤအကူအညီဖြင့်ထိုကိစ္စကိုစမ်းသပ်ကြည့်စေခြင်းသည့်သဘောထားရှိသည်ငွေကြေးနည်းနည်းပါးပါးကုန်ချင်းကုန်ပြီဖြစ်ခဲ့လျင်ကို့အတွက်အမျက်ထွက်မည်ဆိုသည့်သဘောထားရှိသည် နောက်တနေ့ကိုလားမြင့်ကျော်နှင့် တွေ့ကြသည်ထိုကိစ္စအတွက်ဘာတွေလုပ်ရမည်ကို မေးသည် ပစ္စည်းထဲမိသူက ကိုပွဲကိုထိုး၍ကိုပွဲထဲမှာကိုပစ္စည်းထဲရမည်လူဟောင်းများကကတော်ဝဲပြင်မုံပြင်းနီးတိထားပြီးဖြစ်သောကြောင့်ပွဲပြင်မိပစ္စည်းများကို တနည်းကြိုတွင်၍ဝယ်ထားကြရသည်ထိုပုဂ္ဂိုလ်ကြီးကသူနှင့်အနီးကပ်နေထိုင်သည့်တပည့်ဖြစ်သူ၏အကူအညီဖြင့်ပွဲပြင်သည် ပွဲအလုံးပြင်ပြီးသည့်အခါအထက်ဆိုင်ရာပုဂ္ဂိုလ်များကိုလွှဲအပ်သည် ပြင်ဆင်ထားသည့်ပွဲများသို့ဆိုင်ရာပုဂ္ဂိုလ်ကြီးများ၏ဓာတ်ဆက်ဖြန်းပေးရန်ဆရာကမိတ္တာရက်ခံပန်ကြားသည် ကိုရောကပွဲပြင်နာမှာပါဖို့မလိုဘူးနောက်တနေ့ချင်းနဲ့အချင်းရောက်သွားရတယ်ဘဲသူပွဲဆိုတာကို ပုဂ္ဂိုလ်ကြီးကပြလိုက်မယ်အဲ့ဒီအထဲမှာ အထုံးနှစ်ထုပ်ထည့်ရတာပဲ တထုပ်ကပစ္စည်းတို့တထုပ်ကပုပ်ကိုကြီးခန္ဓာကြီးလန်းအဋိဌံဝင်ပွဲမှာလိုအပ်တယ်လို့သုံးဖို့စေတနာကြီးငွေတို့ပဲပေးတဲ့နောက်ပုပ်ကိုကြီးညွှန်ကြားတဲ့အတိုင်းပရိစိတ်ရတယ်ပရိမစိတ်ခင် ပုပ်ကိုကြီးကဓာတ်ဖွင့်ပေးတယ်ညာဘက်အလုတ်ကပုပ်ကိုကြီးရဲ့အလုတ်နောက်တစ်နေ့ချင်းဆိုတဲ့အချိန်မှာကို့အထုပ်ကိုသွားယူရုံပဲအဲ့ဒီမှာ ပုပ်ကိုကြီးကညွှန်ကြားစရာရှိတာကိုညွှန်ကြားမယ်အဆောင်ပေးမယ်ဒါပဲ ကိုလားမြင့်ကျော်ကအဲ့ဒီလိုပြောပြသဖြင့်ထွန်းထွန်းကစေတနာကြီးဘယ်၍ဘယ်မျှထဲ့ဝင်ရသည်ကိုမေးသည်ကိုလားမြင့်ကျော်က996ကျန်းနဝင်းကြီးကြီးချင်းထဲ့ရသည်အကြောင်းပြောပြသည်သူတို့ကပွဲတစ်ခါပါဝင်လို့ဖြစ်မဖြစ်မေးရာကိုလားမြင့်ကျော်ကသူ့သဘောနှင့်ပြောလို့မရသည်အကြောင်းပုပ်ကိုကြီးကိုမေးပေးမိအကြောင်းပြောသည် တခုတော့ရှိတယ်နော်မောင်ရင်တို့ဆန္ဒရှိလို့ပါခြင်းတပဆိုရင်ပါ ရုံထင်းចောင်းထင်းတန်တရားမျိုးတော့မရှိစေနဲ့ဒါဆိုအလုံးမဖြစ်ဘူးသူတို့ကခေါင်းငိန်ပြီးကိုလှမြင့်ကျော်လက်ဝဲတို့ငွေ2000အပ်လိုက်သည် ပွဲပြင်ခြင်းနှင့်စေတနာခြင်းအတွက်ပါထောင်မြင်ရင်ရာစွန်သိန်းကြီးကနန်းအတွက်ထောင်ဆုံးရသည်မှာအကြောင်းမဟုတ် ကိုလှမြင့်ကျော်ကပုဂ္ဂိုလ်ကြီးထံမှအပြန်သူတို့စီဝင်ခဲ့မည်ဟုပြောသည်ညနေတွေးသည့်အခါသူတို့ကိစ္စအတွေ့ပုဂ္ဂိုလ်ကြီးကိုမနှဲပြောရသည့်အကြောင်းနှင့်နောက်ဆုံးလက်ခံလိုက်သည့်အကြောင်းပြောသည်ဒီလိုရှိတယ်ကွာတို့လုံနေကြပါနေကြဓာတ်ဆက်ရှိရဲ့တပည့်ရင်းတွေကိုသာလက်ခံတာအခုကိုကမောင်ရင်တို့အခက်ခဲကိုပြော့ပြလို့လက်ခံတာ ဒါတောင်မတိုက်တော့မှနဲ့သူတို့ဆန္ဒနဲ့ယုံကြည်မှလက်ခံပါစေလို့ထပ်မလိုက်သေးတာလူများစုမှာကိုရင်းကိုယ်တာအခက်အခဲကိစ္စမျိုးကြုံလာသည့်အခါဖြစ်နိုင်ဤမဖြစ်နိုင်ဤဘက်သို့ဇောင်းပေးစဉ်းစားသည့်တွေးခေါ်တွက်ချက်မှု အာရော့သွားစမြဲဖြစ်ကြသည် ဖြစ်စေခြင်းသည်ဆန္ဒလွန်ကဲမှုလွှမ်းမိုးလာသည့်အလျောက်စဉ်းစားတွေးခေါ်မှုမှာဖြစ်စေသည်ဘဲသို့အလေးသာသွားကြသည်သူတို့မှာလက်ဝယ်ရှိပစ္စည်းထွက်မှာနောက်လုပ်ငန်းကိုဆက်လို့ရမည်အနေအထားကြားကန်လို့လဲမယုံကြည်စရာတန်တရာထင်စရာ ပုံကိုမဟုတ် သူပစ္စည်းလဲပါသည်ဒီတော့လဲသူတို့ရောက်သွားကြသည် 360ပါเจโรကားအပါဝင်ကား6စီးရောက်နေနေပြီဒီတခါတော့အောက်ထံမှာစောင့်စရာမလိုအပေါ်ထပ်သူတန်ပြီးတက်ခဲကြရသည် အမျိုးသားမျိုးသမီး9ဦးရှိနေကြသည် အမျိုးသမီးများမှာစိန်ရောင်တဝင်းဝင်းပုဂ္ဂိုလ်ကြီးဦးမြင့်ထူးကဝိပ္ပူစင်ကြယ်နေမဟုတ်ယောဂီဝိဆုံနေခေါင်းပေါင်းလဲပေါင်းထားသည် ြင်ဆင်ထားသည့်ပွဲ၁၂ပွဲ၏ရှေ့လေတဲ့တဲ့မှာတင်းမင်းခွေဖွဲ့ထား၍ပရိစိန်နေသည် အပေါ်ဒတ်တစ်ထပ်လုံးတွင် အကြတန်းအောင်မှမကြားရအောင်တိတ်ဆိတ်မှုကလွန်းထင်နေသည် နောက်ထပ်ရောက်လာသူများလည်းအရှိုးရှိုးခြေဖွာနေ၍တိတ်တိတ်ဆိတ်ဆိတ်ဝင်ထိုင်ကြသည် အမွှေးနဲ့သာအနံ့အသက်ကြိုင်သိနေသည်ပုဂ္ဂိုလ်ကြီးဘဲချိန်ကစ၍ထိုင်နေသည်မသိ အခု သူတို့ရောက်ပြီးနိုင်ဝင့်တာတာလောက်ရှိသည့်အချိန်အထိမူလပုံစံအနေထားတိုင်းထိုင်းမြဲထိုင်လျက်ပင် ရှိနေသည်မြမလူမျိုးများစုမှာဟိတ်ဟန်နှင့်ပြယုတ်ပြွက်ကို အလေးထားသည့်ဒလေးစရိုက်ရှိကြသည်။ကတဲ့လျင်မင်းသာဆိုတဲ့လျင်တေးတန်ရှင်ရေးတဲ့လျင်စာရေးစရာအကအဆိုးအေးထက်လျင် နာမည်တလုံးဟိန်ထွက်သည် ဘိုးတော်လိုင်းမှာတော့ဟိတ်ဟန်နှင်ပြကွင်းစကားကိုအပူမပြောလူရင်းကိုတူတူတုတ်တော့ဒိုးကနေတော့ကနေပြောလျင်ပူကြိုက်သည်ကြောကုန်းကိုဖနှောင်းနှင်ပေါက်ပြီးဓာတ်ဆက်ပေးသည်ကိုလည်းလက်ခံကြသည်အသက်ရာကျော်ဆိုလျင်လည်းလွယ်လွယ်နှင်လက်ခံယုံကြည်လိုက်ကြသည်ကလေးပြီက ကလာဘိုးတော်ဆိုင်းပါပါဤဓာပြားဆိုလျင်လေလွယ်လွယ်ကူကူယုံယုံကြည်ကြည်ဆောင်ကြသည်ဆိုင်းပါပါဆိုတော့ကလည်းဆိုင်းပါပါမဆိုင်းပါပါဖြစ်ကုန်ကြသည် ခုဆိုင်းပါပါလည်းမထင်ပေါ်တော့နာမီပင်ပျောက်တလောက်ဖြစ်နေပြီကိုကိုဘဲပုတ်ကိုကစောင့်ရှောက်နေသည်ဟုသဘောတက်ကြရမရှိ။ မမေရရအလေးထားမပြပဲပြောသည်ကိုလည်းနှစ်လိုပွဲရာလက်ခံကြသည်ပိရကံသုံးပုံကို အရိယာမထေကြီးများ တန်ဃာဓိပတိဆရာတော်ကြီးများစောင်းဆောင်ထိန်သိမ်း၍ပရိယံပရိပတ်ပရိဝေဒသုံးပြသောပိဋကတော်ကြီးများကို ဖြန့်ကျဲဟောပြောမျှဝေနေသည်ကိုမျက်မြင်ကိုယ်တွေ့သိမြင်ကြားနေရပါလျက်ကလေပြီမှ စွာရစတိမြမပြီရောက်တော်သူရတရီမေတော်ကစောင်းဆောင်သည်ဟုလက်ခံယုံကြည်၍ကိုယ်ွယ်ပါတာမှုပြုနေကြသည် ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့်ကိုးဝယ်ရာအစဉ်ယန္နာသုံးပါးရှိပြီးဖြစ်ပါလျက်အခြားသောကိုးဝယ်ရာကိုရှာဖွေခြင်းသည်အဘိုဒုက္ခကိုရှာဖွေခြင်းသာဖြစ်၏အခုသူတို့လည်းအဘိုဒုက္ခကိုရှာဖွေနေကြပြီပုဂ္ဂိုလ်ကြီးဥမြင့်ထူးကပရိစိတ်နေရာမှာထ၍ပွဲများပေါ်သို့သူဤပရိနှင့်၃ချိန်စီရပ်ပါသည် ေတော်မှာဘဲသူဤပွဲဘဲဟာဆိုဒီကိုတူးချင်းအာလက်ညှိုးညွန်ခေါ်၍ပြတာသည်မိမိနှင့်အတူပါလာသည့်အထုံများနှင့် စာအိတ်နှင့်ထည့်လာသည့်ငွေကြေးစာအိတ်များကို ပွဲတဲ့သူထည့်ရသည် ပွဲတဲ့ထည့်ပုံထည့်ဤကို သူတို့အတွင်ကိုလှမြင့်ကျော်ကပြတာပေသည်လာရောက်လာစဉ်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်ခန်းဆက်ကလေးတွေမှာပြန်လည်送တွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။